ဆိုရင်ပြီးကြလားသိရမှအကြောင်းဒကာဓမ္မတွေဘုရားရှင်ကုရမေကြီးဟောလိုက်မယ်လို့မှတ်ထားရအောင်နော်ဒကာဓမ္မတွေမှာထိုးရင်သိတတ်တဲ့ဉာဏ်ပေးတဲ့နေ့ပဲလို့မှတ်ရမယ်မှန်ပါပါထိုးရင်ပြီးကြလားသိရမယ်ဉာဏ်ပေးမယ်နေပဲလို့အားလုံးဓကာဓမ္မတွေမှတ်ကြပါမှန်ပါထိုးရင်ဉာဏ်ရှိမှသာဖြင့်တဲ့ဓကာဓမ္မတို့ ဒုက္ခခတ်သိမ်းနေတဲ့နိဗ္ဗာန်ရောက်ပမင်းညာညာနဲ့မရောက်နိုင်ဘူးဆိုတဲ့ဥစ္စာမှတ်ထားပါဘုရားအဲ့ဒါကသက္ကာဆိုတော့ကြာဆက်ဆိုတာ6ခု6မျိုးသူပြမယ်ชาวเมียวပြမယ်ဆိုတော့သူရှိဦးတော့ဗာပြလိုက်တော့ဆိုတော့အာသူကမင်းတို့အရင်သိဖို့အရေးကြီးတကွာဆိုပြီးအာသူကအရင်သိဖို့ဘုရင်တို့မောင်းနေလို့ခေါ်နော်မှန်ပါဘူးအဲ့ဒါဓမ္မကြီးအာသူကဆိုတဲ့ဥစ္စာ မှတ်ထားကြပါဘုံဘွားတွေကိုငရေရောက်လိုက်ဒလိဆန်ရောက်လိုက်စိတ်တဝင်ရောက်လိုက်သူလှဲ့ပေးတာလို့မှတ်ပါပါဘုံကြုံတဲ့မှာတခါတဲ့ဥပိ္ပနာပေးတွေကိုခဏခဏတွေးနေရတာဩအာသွကလှဲ့ပေးတာပါလားအာသွဆိုတဲ့ဝေါကကြီးကလှဲ့ပေးတာပါလားရေထဲမှာဝေါကမြင်မှုကြပါလိမ့်မယ်မှန်ပါပါရေထဲမှာဝဲလေးမြင်မှုတော့ဝဲလေးထဲမှာရောက်သွားတဲ့ သေးရခလေးဖြစ်စေတုံးလေးဖြစ်စေရတခါလေဝဲလာခလေးပြလိုက်တာမောင်နေတို့မြင်မှုတဲ့အတိုင်းကိုကိုသဘောကိုရှိသေးရရှိပါဘူးဝဲသဘောအတိုင်းတုံးလေးတွေသေးရခလေးတွေဟာလက်နေရရှာလက်ရတယ်နေပြီးကြလားလက်လာမကလက်ကျင်းလာမကကျင်းပြီးကြလားအမရေထဲနဲ့အောက်မြတ်မြုပ်သွားလိုက်ပြီဟင်မှန်ပါဘူးမြုပ်သွားသေးတယ်ကလားမှာကဗယံနာဟုတ်ကဲ့သွားသေးတယ်ကလားပေါ်လိုက်သေးတယ်ဆိုတာတော့မြင်မှုလေမြင်ပါ ေတိရကလေးဒီတုံးနေဘယ်လိုလှဲ့နေပါလိမ့်မလို့ဆိုတော့ဝဲကဆိုတဲ့တရားကလှဲ့နေတာပဲလို့ဆိုလို့ရှိရင်ဒကာဓမ္မတွေသိကြမှာဒီမှာလည်းဒကာဓမ္မတွေဒီလိုတက်တုံးတေးရကိုအာတော့ဆိုတဲ့တရားကခါရဲ30ခုမြတ်မှာဟိုဘုံအသေးခိုင်းလိုက်ဟိုဘုံအနာခိုင်းလိုက်ဟိုဘုံရှက်ကွဲခိုင်းလိုက်ဒီဘုံရှက်ကွဲခိုင်းလိုက်ဟိုဘုံမှာငရဲခံခက်လိုက်ဟိုဘုံမှာဂျိုကြီးပေါက်ပြီးဒီကလာသူကလှုပ်လိုက် ိုးကမှလမောင်းကြီးတက်ပြီးဒီကရသူကလက်ပဲလက်အမရိ30ကုမာဒီကရဓမ္မတို့စစ်တို့မှာရုပ်စုံကနေရတယ်ဆိုရင်ကိုလွဲပါအဲ့ဒါဘုသတ္တိလို့ထင်ကြပါလိမ့်မလို့လို့နေတော့မှာဩအာသောတ္တိပါလားလို့ပေါ်တယ်ဘုသတ္တိပါလေရာကြက်ကြီးဆိုင်ပြီးမှတ်ကြစမ်းပါဒီအားသောကိုယနေ့ဒကာရမတို့ချုပ်နီးသိမ်းနီးနဲ့တကွာ ကျင်နီးကြံနီးနဲ့တကွာခြုံနီးသိမ့်နီးပါကိုသေးသေးချာချာဟောင်းလိုက်ထိုးရင်သိရမှာအကြောင်းကိုဘုရားဟောင်းမဲ့တုတ်ဖြစ်လေတော့ကြောင့်ဩနာတို့ဖြင့်ဘုန်းရှိကန်ရှိတဲ့ပုဂ္ဂိုလ်တွေမို့ သိရလေဒါဖြတ်လိုက်လို့ရှင်လည်းတို့မှာလဲပြတ်ပတ်เสียမရှိပါလားတည်ပြတ်တန့်ပြတာရှိတော့ပါလားဆိုတာကိုမြင့်တော့မောင်းနေမှတ်ရမှာအဲ့တော့ချုပ်တော့လဲပြတ်ပတ်เสียရှိသေးရဲ့မရှိပါဘူးတည်ပြတ်တန့်ပြတာရှိတော့တယ်ဆိုတာသိချာမှတ်ပါမှန်ပါအခုခင်ဗျားတို့ရှင်နှောင်းနဲ့နော်မှန်ပါသုတေဝိခြေလေးကျောင်းဘက်ကိုပို့လိုက်တာလဲဘာရှင်ညမှန်ပါ ခြေလေးကြောင့်လာနေပြီခြေများတဲ့ကင်းချီများပဲပို့လိုက်ပြန်လို့ရှင်လည်းဘယ်သူသိညာသူလက်ပြလိုက်တာစွတ်တော့မှာစွတ်တော့ဘောပါသေးရဲ့ပါပါဟောတဲ့ဆိုတဲ့အာသွားပါလားလို့ဆိုတာယနေ့စဉ်းစားကြစဉ်းစားကြပါခရဓမ္မတို့ကို့ဖြစ်ကြရဒေါ်လာပြီတန်ခါပြီလို့ဒေါ်လာပြီတန်ခါပြီလို့များစိတ်ထဲနင်းနေမှမမိုးပါရဘူး ဘာကြောင့်လို့ဆိုတော့ခန္ဓာကြီးကဒုက္ခသစ္စာကြီးနဲ့နေရတယ်ကအာဟုလက်ချက်မကင်းသေးဘူးကင်းမလားမကင်းသေးတော့ကိုယ့်ဖြစ်ကလေးတော်ပြီးတန်ပြီးဒီလောက်ပဲချမ်းသာပြီးဒီလောက်ပဲလူရပြီးဒီလောက်ပဲတန်းရပြီးဘလောက်ဒီလောက်ပဲပေးရတယ်တော်သေးရဲ့တော်သေးရဲ့ဆိုတာများသုံးကိုမသုံးပါနဲ့ဒုက္ခသစ္စာကြီးပို့ပြီးဒီကလာတော်သေးရဲ့မပြောပါနဲ့သဘောကျဒုက္ခသစ္စာကြီးပို့ပိုက်ထားရပြီးဒီကလာတော်သေးရဲ့မသုံးလိုက်ပါနဲ့ ဆိုရနော်ဒီနေ့ပူရတဲ့ခန္ဓာကြီးနာရတဲ့ခန္ဓာကြီးသေရတဲ့ခန္ဓာကြီးရှိနေရတဲ့တော်သေးရဲ့ဆိုတာမသုံးလိုက်ပါဘူးဒါတမင်းကြီးဆရာမဟုတ်ပါဘူးဒကာရမရကဲသို့လို့ချွင်းနေတဲ့ဒကာရမရဲ့အတင်းအရမကဲခင်ဗျားတို့ကြိုက်နေတာလို့ရှိတယ်ဒီကစသင်းသမားလို့ဆိုဒီကရခင်ဗျားတို့မျက်လုံးတွေကိုပိတ်ပြီးဒီကရဘာမှမဟုတ်တဲ့မျက်လုံးတွေဖြစ်သားကြောင့် မဒီမျိုးလုံးညာပို့ထိုက်ဆံပါကုဘုရားတော်မူတဲ့ဆရာတော်မပြောတော့တာအတိထပြီးယုံလိုက်ဆံပါဆိုတာဟောတော့တာပဲမှန်ပါငဲ့ရံမပါတော့ဘူးနော်မှန်ပါအစ်စ်ကိုပြောတော့မယ်ဆိုတာဓမ္မတွေသေချာမှတ်ပါမှန်ပါ gain ဒါပြန်ဓမ္မတွေ30ဘုံမှာရုပ်စုံကခဲ့ရတာဟာဘုရုပ္ပတိခင်ညာမှန်ပါဘုရားတက်နော်အဲ့ဒါကြောင့်အာဘုရားကိုမင်းသိစမ်းမှသွား ရှိဥစ္စာနာတက်နံပါအာဟုဘုသိအောင်မင်းတို့ကိုပြောကြံပါလေဆိုပြီးတက်နံပါ6ခုဟောမယ်နဲ့ကတက်နံပါကိုစရဖို့မှန်ပါဘူးအာဟုဘုရုံဆိုလို့ရှိရင်ဒကာရမတို့ပါရမီနဲ့ပစ္စည်းရအောင်ခင်တဲ့ဆရာလေကာမတဝါကိုခေါ်တယ်မှန်ပါဘူးဘောကြပါရောက်ရကဒကာရမတွေကကိုယ်စီပွားလေးနဲ့ကိုယ်ပါရမီလေးနဲ့မင်းအเจ้าညီညွတ်ပြီးကိုယ်ဘဝလေးကိုပဲအရတော်လာပြီ ခင်းနေတာကဘဝဘဝသဘောကြသာသမီနဲ့ပစ္စည်းအရင်ခင်းတာကဗါတယ်ကာမဘဝထားပါသာသမီနဲ့ပစ္စည်းအရင်ခင်းနေတာကကာမဘဝခုဘဝလေးခုအရတော်လှပြီလို့ခင်းနေတာကဘဝဘဝသဘောကြနော်ခုဘဝလေးခုအရတော်လှငါစားခြင်းလို့စားရတာပဲတောက်ခြင်းလို့တောက်ရတာပဲလူခြင်းလို့လူရတာပဲပေးခြင်းလို့ပေးနိုင်တာပဲကမ်းနိုင်တာပဲ ်ငါဘယ်မှအုပ်ချုပ်ရေးမရှိဘူးတော်သေးရဲ့တော်သေးရဲ့ကိုဘွားလေးတော်သေးရဲ့ဘဝကိုဘွားလေးအရတော်ပြီလို့သစ္စာမမြင်မဲနဲ့ပြောနေတာကဘဝတော်ဟာမှန်ပါရင်းမိရလေးပါလေးပါတော့ကဩခြေလည်းငါခြေပဲလည်းငါခြေပဲအကျဉာဏ်နာအကျဉာဏ်ဒီပဲသုပိရိကာရသဘောလုံးနဲ့မှအသွာချရာမရှိအောင်ငါတွေဆွဲထားလိုက်တာဒိဋ္ဌာကဝါ တဘောကြ။ဟုတ်ပါဘူး။ခိုင်းသားသမီးနဲ့ပစ္စည်းအရင်ခင်းတတ်ရပါလေ။မှန်ပါဘူး။အဲကံမှာတော့ဆိုလောဘပါပဲနော်။ဘောရွားကဟောပြေးခြင်းလို့ပြေးကမ်းခြင်းလို့ကံလှူခြင်းလို့လှူပြီးဒီကလာကိုယ့်ဘောမှာအုပ်ချုပ်ရေးမရှိဘူး။တော်တော်သေးရဲ့ဒီဘဝမျိုးရတယ်တော်သေးရဲ့ကြောက်ကြောက်လန့်လန့်နဲ့နေရထိုင်ရတာမဟုတ်ဘူးကိုယ်ရင်ကိုမင်းကိုချင်းနဲ့ကိုယ့်ဘောမှာဩဇာပေးမယ်လို့မရှိဘူး။ကိုယ့်ဘဝလေးတော်သေးရဲ့ ဒါကပါပါလေဘောရတော့ဘာလူတိုင်းမှရှိလို့ဟောပါတယ်ခင်ဗျားတို့ကမသိဘူးဒုက္ခသစ္စာမမြင်လို့ကိုယ့်ဘဝကိုယ်တော်ရယ်လို့ပြောတာမဟုတ်လားမောင်မေရဒိဋ္ဌာရောကခြေတန်းကပဲလက်တန်းကပဲကြံကြံတန်းကပဲမျက်လုံးတန်းကပဲသုဘိကရကဒီလိုမှအနိစ္စတရားတွေမသိရဘူးဒိဋ္ဌိကငါးကြီးလောက်ထားတဲ့ဥစ္စာက ်မြင့်တော်မောင်နှင်းတို့ဘာသွားဆိုပါ့မိသိပါဘုရားအဲသူတို့သုံးခုပဲတရားဓမ္မတို့အာသွားသိရမယ်ဆိုတာသူတို့သုံးခုပဲမှန်ပါဘုရားတပည့်ကြလားကာမသွားဘဝသွားဒိဋ္ဌသွားဘယ်နည်းရှိပါသုံးမျိုးအဲ့ဒီသုံးမျိုးကတရားဓမ္မတွေတခါတည်းသုံးဆယ်ကုန်တဲ့မှာရုပ်မျိုးစုံအရှက်တစ်ခုမျိုးစုံအသေးမျိုးစုံအနာမျိုးစုံနဲ့ လှည့်ခိုင်းထားတာဒီသုံးခုကလှည့်ခိုင်းတာမှန်ပါဘူးတပည့်ကြားမှန်ပါဘူးသုံးဆက်ကုန်ထဲမှာရှင်သုံးခုကနေပြီးဒကာရမတွေလှည့်လိုက်ပတ်လိုက်တဲ့ဖြစ်ချင်းကဒကာရမတွေကတီလို့တန့်လို့ကိုရတယ်မရပါဘူးအဲသူ့ဒါဖြင့်လှည့်ကြတဲ့သဘောရှိနေတော့ကြောင့်ဒီသုံးခုဘာတော့ဘာလို့ခေါ်ကြမလဲအာသဝဘဝအဲအာသဝဆိုတာပါဠိလိုမြန်မာလိုတော့ဝေဥကာမှန်ပါဘူးရှင်းကြရှင်းပါဩတေကြောက်เสียကောင်းပါလားဒကာရမတို့ကြောက်ပါ ပေါ်ကြပါလားကဲဒါဖြင့်နိဗ္ဗေဒိကပရိယာယသုတ်လို့ဘုရားသခင်ကိုရမေကြီးအရဖိုးလို့ထွင်တဲ့နဲ့ငါအကြောင်းပြပြီးဟောတဲ့သုတ်ပါကွာတဲ့မင်းတို့သာမဉ္ဇဏ်နားနဲ့မထောင်ပါနဲ့လို့ရှိဥ်ဆိုဘုရားကတောင်းပါနော်အဲဒါတော့သုံးပါသေးကြလားပြီးပါပြီကဲဒါတင့်နာမှာပြီးသွားတော့၆ခုတောင်ဟောရမှာဟောအာတော့တော့သိပြီဇာမာတော့ဘောတော့ဒိဋ္ဌာတော့ဒီအာတော့သုံးခုပါ ဘဒုကြောင့်ဖြစ်ပါလိမ့်မယ်မင်းလက်တယ်ရှာဦးမှန်ပါလားလာပြန်တယ်မှန်ပါဘောနံကိုင်းကအာတော့လာသိရတာနော်မှန်ပါအခုကတော့အာတော့သုံးခုကဘဒုကြောင့်ဖြစ်ရတာဆုံးဆိုတော့မင်းလက်တယ်ရှာကြဦးမှန်ပါဒုတိယလက်တယ်ရှာရမယ်နော်မှန်ပါကိုင်းကပြောခဲ့တဲ့အာတော့သုံးခုကဘဒုကြောင့်ဖြစ်ပါလိမ့်မယ်ဆိုတော့လက်တယ်ကိုရှာမိအောင်ရှာသမ်းမှန်ပါရှာလိုက်တဲ့အခါကျတော့ ဘုရားခင်ဗုဒ္ဓမေကြီးကသဗ္ဗိညာဏ်ညာနဲ့ရှားပြီးဒီကရဗျာဓမ္မတွေစွတ်တောင်းဝေလေခြင်းလေမှုပမှုရင်းမှရက်စေခြင်းတော့ဘွာတဲ့ဒီအာသောသုံးခုလက်တဲ့အကြောင်းရင်းကဖြင့်အဝိဇ္ဇာကြောင့်ဖြစ်ဒါဖြင့်အာသောသုံးခုရဲ့အကြောင်းဘာလို့ပါလဲအဝိဇ္ဇာဒါဖြင့်အာသောသုံးခုကသိပိဒါသာဘုရားကြောင့်ဖြစ်သူအဝိဇ္ဇာအဝိဇ္ဇာကြောင့် တရားဓမ္မဘုရုကြောင့်ပါအဝိဇ္ဇာဆိုတာတရားဓမ္မတို့ခေါင်းဆောင်ကြီးပါလားမှန်ပါအာတော်တုံးကလက်ပေးရတာသူတို့လက်ရံလက်ပေးရတာလားအာတော်ရင်းတော့အကြောင်းကလက်ပေးလိုက်ဆိုလို့လက်ပေးရတာဝိဇ္ဇာကလက်ပေးလိုက်စမ်းကောမင်းတို့သုံးခုကဘတ်တော်ရီငါမျိုးမျိုးရုပ်ဆောင်ကြတာဟိုဘက်နာပဲဒီဘက်တွေတဲ့အများကြီးနှွဲတာကို နာကြည့်ကျင်တယ်กว่าဆိုပြီးဟောဒီခေါင်းဆောင်အဝိဇ္ဇာကနောက်လိုက်အာတော့ရည်ကိုဒကာဓမ္မတွေလှည့်ခိုင်းလိုက်တာမှန်ပါဘူးနာဘူးနာပါအဲညာနဲ့မှတ်ကြနော်ညာနဲ့မှတ်ကြနော်ဒကာရမတွေညာနဲ့မှတ်ကြပါအာတော်သုံးမျိုးရဲ့အကြောင်းပါလာတွေ့ပါလေဩဒါပြန်အဝိဇ္ဇာကြောင့်ဖြစ်ရတာဖြစ်ပေမှာပဲဒကာရမတို့အဝိဇ္ဇာဆိုတာကိုဒကာရမတွေမသိလို့ဘုန်းကြီးကလည်းချက်ပြီးပြောပါဦး ဟောဒီဝိညာဉ်ဓမ္မတို့သစ္စာလေးပါးမသိတာအဝိဇ္ဇာပဲမှန်ပါပါဒုက္ခသစ္စာလည်း तू မသိမှန်ပါသမုဒိယသစ္စာမသိပါဘူးအဲနိဗ္ဗာန်ဆိုတဲ့နေရောဓသစ္စာမသိပါဘူးအဲနိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်7ပါးဆိုတဲ့မဂ္ဂသစ္စာမသိပါဘူးဩမသိတဲ့လူကနေပြိတိကာလခေါင်းဆောင်ပြိတိကာလဆက်ခိုင်းတာကိုဆိုတာ ုမြင်တော့မောင်နိုင်လို့ရိတ်မိတယ်ဘယ်တော့ပြန်အာသောအေးကြောင့်တရားဓမ္မတွေနှစ်နံပါတ်ဖြင့်တွေ့ပါပြီပါပါလေဒါဖြင့်အာသောက3ပါနော်အာသောအေးဘုရုပ်ကောင်းဆောင်ကိုရှာလိုက်တဲ့အခါကျတော့မအဝိဇ္ဇာအဝိဇ္ဇာကြောင့်အာသောက်ရှင်းရတယ်ဘာကြောင့်ဘာဖြစ်ပါ့အဝိဇ္ဇာကြောင့်အာသောဖြစ်တယ်ဒါရင်ဒါ ဒကာဓမ္မတွေကဩဒါဘုရားဟောတော်မူတာဘုရားဟောတော်မူတာဘုရားဟောတော်မူတာလို့ဒီလိုမရက်ပါဘူးဘုရားဟောတော်မူတာလည်းမထားလိုက်ပါဘူးတို့အိမ်မှာကဲတို့ဘာလုပ်တယ်ဆိုတာစဉ်းစားကြကြည့်နော်တို့အိမ်မှာတို့ဘာလုပ်နေတယ်ဆိုတာစဉ်းစားကြပါစို့